အားလုံးပဲမင်္ဂလာပါရှင်ကျွန်မရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခါကျွန်မဖတ်ပြခြင်းနဲ့ဝတ္ထုလူလေးရာရင်ကွဲငလျင်ဆိုတဲ့စာရေးသူလေးမြအိနန္ဒာရေးသားထားတဲ့ဝတ္ထုလူလေးကိုဖတ်ပြခြင်းပါတယ် ဒီဇလန်းလေးอ่ะကျမဖတ်ပြတဲ့ဇလန်းအမျိုးအစားတွေဇလန်းပုံစံတွေနဲ့မတူဘူးပေါ့နော်အဲအဲ့ဒါကြောင့်လည်းသိခံပြီးတော့နားဆင်ပေးကြပါဦးလို့အဲဒါပြီးတော့ဒီဇလန်းလေးကိုစပတ်ခွင့်ပေးတဲ့ဆိုင်ရီသူအမကြီးနန္ဒာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်သိခံပြီးတော့နားဆင်ပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲရန်သူမျိုးငါးပါးအန်ဒီမှာကင်ဝေးပြီးဆေးချမ်းသာကိုကျမ်းမာလို့ကောင်းသောလူရဆန္ဒတွေပြပကြပါစေရှင်စပတ်ခွင့်ပေးတဲ့ဆိုင်ရီသူရောသိခံပြီးနားဆင်ပေးတဲ့တယောက်ချင်းစီတိုင်းကိုရော အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ရှင်ခွဲငလင်းအင်ရှိထန်းလန့်အဖီအောက်တွင်ချက်တွင်ရင်းနေရင်တိမ်ကနေတိမ်ကနေဖြစ်သွားသည်ကိုခံစားလိုက်ရသည်။အိမ်ပေါ်မှဝန်းကနေခွန်ကနေပြုတ်ကြသည်များကြားရသည်။ငလင်းလောက်တယ်ဟေးငလင်းအထက်မနေကြနဲ့တလင်းလေးထွက်ကြဟဲ့။ကြော်တဲ့ငိုဝကြီးကိုဆင်းခဲ့ကြအိမ်မမနေနဲ့ဟဲ့အိမ်ပြုတ်ပြီးရင်တည်တတ်တယ် တော့ရပီပီဟိုမဒီမအော်တန်ပြောတန်များကြားရသည်အေးအေးငလီလောက်တဲ့တော့တော့ပဲနားမလို့တဝိုင်းနဲ့အတူနေသည်တူဖြစ်သူငချစ်မိမအေးဆိုးကလမ်းအော်ဒီဖြစ်၍အတန်ပြန်ပေးလိုက်သည်ငါထရရတဲ့မယ်ဟေးညီကလေးတွေသာခေါ်ဟုတ်ပါလှုပ်လိုက်ဒီငလျင်ကအတော်ကျန်းသည်ငားစာခြင်းနဲ့မှရေများဘောင်းမင်းခတ်ပြီးဖိတ်ကြကုန်သည်ထိုင်းနေရာမှအိမ်မော်ကိုကဲ့ကြည့်တော့ညောင်ရီဦးများမှောက် ကြာနေသည်ကိုတွေ့ရသည်ခဏဆောင်ပြီးထပ်မလုပ်သည့်အတွက်ဒေါညိုစိန်ထန်ရမထသည် သို့တော်ဒူးတွေရမကောင်းလာပြီးမှချက်ချင်းမရအထိုင်ထခတ်ချင်ပြီးငလင်းအရှိန်နဲ့ငူးသွားသည့်အတွက်ပိုးမထနိုင်ဖြည်းဖြည်းကုန်းထပြီးအိမ်မော်သို့သွားသည်ဇပွဲပုလေးမှပြုတ်ကြသည့်ပစ္စည်းအချို့ကိုကောက်တင်ပြီးညောင်ရီအိုးနှလုံးနှင့်ထက်ကြနေသည့်ပန်းများကိုယူလိုက်သည်အိမ်ဝစီမှလူရိပ်မြင့်သည့်ဖြင့်ဒေါညိုစိန်လှမ်းအကြည့်ဘိုင်းတဲဝင်လာသည့်တားကိုတွေ့လိုက်သည်ဟင်းဦးစင် ခွန်အမလေးဥစဉ်ထင်၍လှမ်းကြည့်နေစဉ်ဖျားစင်ပင်နာချိတ်ထားသည့်ဥစဉ်တပုံမှန်ပေါင်းကကြွက်ွယ်သွားသည်ဒေါညုံစိတ်အမှန်ပေါင်းကို မကောက်အားသေးပဲဝန်းလာသည့်ဥစဉ်ကိုလိုက်ရှာမိသည်ဥစဉ်ဟောတော့ဘယ်ပြောက်သွားပါလိမ့်ဇဝေဇွားနှင့် အိမ်ပေးသွားကြည်သည်မရှိအိမ်သာဝလန့်ကြည်သည်မရှိဒေါညုံစိတ်ပြုံးမိသည်ဟုတ်ပေသာဥစဉ်ပြန်လာမှနှစ်ရက်လိုသေးသည်ဒီနေ့မှဆမိုးဝဲဖြေတော့သူ့စိတ်ကအသားကိုလွမ်းလန့်ပြီးမမြင်ရောက်နေခြင်းဖြစ်မည်ပြီးတော့ရွာစည်းကားကညနေမှစိုက်တတ်သည်မန္တလေးကဥစဉ်စင်းကစီလာမီကားကိုကနေ့လယ်မှစိုက်တတ်သည်မဟုတ်ပါလားဆိုင်ငယ်ကလေးနှင့်ပြန်လာလျင်တောင်မှဒီချိန်မရောက် ပုံတီစားပြုသည့်မျက်စီတို့နှင့်နာယီကြည့်လိုက်တော့နာယီပြန်တစ်ချက် အေးဆိုးရောက်လာပြီးညောင်ရီအိုးတွေပြန်တင်ပေးသည်မှန်ပေါင်းကမှန်ခွဲတွေကျုံးသည်အိမ်ထဲကဟိုဟိုဒီဒီပြုတ်ကြသည်များကို ကောက်တင်ပေးသည်မှန်ပေါင်းကတော့ဖုချစ်တို့မျိုးပေါ်သွားမှပြန်ထည့်ခိုင်းရမည်ညောင်ညိုစိတ်အကျတန်ဆက်၍သည် အတွင်းကမူမရက်တော့ဒီထန်းရွက်အဖီလေးကိုလည်းတားပြန်လာခြင်းအေးအေးလူလူနေဖို့ထိုးထားခြင်းဖြစ်သည်အညာသူပီပီ ရာသီရာသီဘူးချိန်ထန်းလျက်တဲ့တဲ့တွင်နေရမှအေးသည်ဟုထင်သည်တာယဟန်းပြန်လာချင်းအမေအိမ်လာတခိုက်မပူစီချင်းလေဘူးတိုက်လျင်နှစ်နှံဆက်ဖြင်ဆောင်ကိုရေဆွတ်ခါပေးမိကားပေးစရာဝလုံးတန်းနဲ့အစင်းသင်းဖြစ်အောင်တဲထိုးပေးသည်ဖွညက်တို့ကလှုပ်ပေးသွားကြသည်တအားကြောင့်တွေးမိတော့ဒေါညိုစိတ်မျက်နှာပြုံးလာသည်တအားကိုကြောင်းပို့ပြီးခွဲမိတ်နိုင်သည်ဖြင့်၁၇နှစ်မှအရှင်ပြုရသည်ဒါတိမလျင် သူတို့အဖေကိုပါကောင်းကကလေးရကြီးလာပြီဟုဆွစီစဉ်သောကြောင့်သာဒေါညုံဆိုင်အလိုအတိုင်းဆိုလျင်ပဇန်းအရွယ်ရောက်တော့စိတ်ချမီမဟုတ်ကိုပါကောင်းကလည်းလုံနိုင်ကိုင်းနိုင်ရေမိုးလဲအစင်တင်လေတော့တားအလူမဝတားပြောင်းကျွေးမီဟုစီစဉ်သည်သို့တော်မင်းပြမြင့်သူရောင်ကလေးနဲ့ဆိုသလိုပင်ယဟန်အထီဖြစ်မိသားကဝတ်မပေါ်ရပါဘူးဟုတုံုံုံတရေရေလှုပ်သောကြောင့်ငါချောက်စီမွေးနှင့်ပဲပဲငါချောက်စီမွေးနှင့်ပဲဟင်း တရက်ချန်သုံးနဲ့ငရုတ်တီးကျော်ကြောက်ဖြုံဟင်းချိုသာကြွေးရသည်တပည့်သူပါရမီရင်ပုံမှလည်းပြောเสียမှရှိရှင်ဖြစ်သည့်နေမဆိုင်၏မအေးအိမ်ကိုဆွမ်းခံနှင့်ဆင်းတိုင်ဆွဲရန်သာလာသည်။ကျန်သည့်အချိန်ကြောင်းနှင်သာဖုန်ကြီးချက်ခိုင်းသည့်စာကြက်နေလေသည်။တပတ်နှင့်လည်းမထွက်တလနှင့်လည်းမထွက်သုံးလကြပြီးကြောင်းရရတော့မည်အချိန်ရောက်တော့လည်းမထွက်အပြီးဝတ်မိသာတွင်တွင်ပြောသည်ဖုန်ကြီးရောသူ့အဖေရောက သဘောကျလာပြီး တော်ညုံစင်းကတော့မကြနိုင်ငါသားကိုရင် တခြားကလေးတွေအဖော်တွေကြောက်ပြီးကုန်ပြီဒါရဲ့မြို့ပေါ်ပြောင်းတရမှာလေအမေဆက်အပိန်းတင်လဲဝဲပေးမယ်လူထွက်တော့နော်အမေတားဒီလိုကိုရင်ဝင့်နေတာအမေရှက်လို့လားအမေလေးမဟုတ်ရပါဘူးငါသားရဲ့အမေကသားဆံမတက်မှဆိုးလို့ပါခုစားတဲ့နေတာပဲအမေရဲ့ပြည့်ကြီးဆိုကုန်မော့ မဟုတ်ဘူးလေဟဲ့အင်္ဂလိပ်စာတို့သင်ချာတို့မတက်ဖဲနေမှာပေါ့ဟဲ့အမေတို့လိုအားအဖြစ်နေမှာပေါ့အိုးတက်တယ်မတက်တယ်မထွက်ဘူးဆွေလူထွက်ခိုင်းရင်ကျုပ်ခမရရင်မလာဘူးဘလို့ပြောပြောမရတော့သူတို့အဖေကိုပြောခိုင်းရသည်သို့တော်ညာသူတို့အဖေကလုံးလုံးမမပြောကျုပ်သားကြီးရဲ့ပညာတတ်ကြီးဖြစ်ရင်မိစိန်ရဲ့တို့လိုဖွဲတဲ့ပုံကြီးချိတ်ချနာတော့ဟုမျက်ရည်ဆန်းဆန်းနဲ့ပြောမိတော့ဟဲ့ညိုစိန့် ဖုံးကြီးဖေဖုံးကြီးမေလူတိုင်းမဖြစ်ဘူးနှင်းဘွက်ဝက်ဓာတ်ပုံကလူတိုင်းချိန်နိုင်တယ်သူထွက်ချင်တာမတန်း သူဝတ်ချင်တာမတားနဲ့ဟုငေါက်တဲ့ဖြင့်ကိုရန်လူထွက်မိစက်အပြေးရရတော့သည်ဒီလိုနဲ့ဆက်သုံးနှစ်သားရှိတော့မြို့ပေါ်စာတန်တိုက်ကိုဖုန်းကြီးရပို့သည်တာသွားပါစရံများတွင်ဒေါညိုစိတ်အင်းမြောင်အမိပြတ်တယ်လို့ပင်ဆက်ဆက်လူးနေတော့သည်ငါးရက်စင်းနေ့ဈေးလိုက်သွားအတိုင်းကိုရန်ကြောင်းသွားသည်နောက်တော့ကိုရန်ကြောင်းကိုရရွာပြန်ချင်းမီဆိုတဲ့ဖြင့် စာတန်တိုက်ဆရာတော်ကဒေါ်ညိုစိန်ကိုတလတစ်ခါသာတွေ့ရမည်ဟုအမိန်ထုတ်ရသည်ဒါအိုပြင်မနှံ့မိုးမလင်းခင်မျိုးပေါ်ကိုချင်းလင်းတုတ်တုတ်နှင့်နှစ်တုတ်တုတ်နှင်ပြီးကိုရင်တို့ဆွမ်းခံထက်ဆိုင်အမိသွားချောင်းရသည်သည် ရွာယူလာသည် အကျော်အလွန်လေးများကို အများဆွလောင်းသလိုဆောင်းလောင်းရသည်ကိုရင်ကြီးတန်းရောက်သည် နှစ်တွင်ကိုဘကောင်းလေးဖြတ်သည် ကိုဘကောင်းမဆုံးခင်ကိုရင်ကိုရဟန်းတက်ပြီးစင်တော်လဲအသက်မပြည့်သေးသဖြင့်တက်မရသေးကိုဘကောင်းကျမကြီးကရုတ်ရော်လာသည်မူ16နှစ်3လတွင်ဖုန်ကြီးရရဟန်းတက်ခိုင်းသည်သူသားရဟန်းတက်လျင်တရင်ထွက်တွင်ရွှေထီးမိုးပေမည်ဟုကြုံဝါထားသူကြီးမှတားတရင်ထွက်ကိုပလက်ကလက်ထိုင်ပေါ်ကသာကြည့်သွားရရှာလေသည်အမေအမေ အတွေ့အထိမျိုးနေတကားဥစဉ်အတန်ကိုအနာကကတ်ခေါ်သလိုပြပြတတကြလိုက်ရပြန်သည်ဟဲအေးဆိုရေငါတော့မဟုတ်တော့ပါဘူးကိုပါကောင်းချီသိရင်နင်ကသားစိန်နဲ့ယူတော့မှလို့ပြောဦးမှာဘာလို့တော့ဟင်း ငါခုနကလည်းဝိုင်းပေါမှာဦးစန်းဝန်လာတယ်ထင်းနေတာတော့ခုလည်းငါခေါ်နေတယ်ထင်းနေတာလာတော့မှမကြီးရဲ့နှစ်ရက်လိုတော့တာဟုတ်ပါနှစ်ရက်လိုတော့တာညီမင်းပြန်ကြပေါ်ပေါ်သေးဦးစက်မြင့်ချက်သေးမှာပါအေးငါသားကကြိုက်တယ်စက်တင်ရုပ်သေးလေးနဲ့တုတ်ပြီးရင်းနှီးမိရတာကိုသူ့အလွန်ကြိုက်တာ အဲ့ဒီညကဦးစင်းကိုအိမ်မက်မက်သည်လွယ်နေချလွယ်အိတ်ကလေးနဲ့အေးပူးလေးကိုတစ်ဖက်ကကင်ပြီးအမေကျုပ်ပြန်တော့မီဟုနှုတ်ဆက်နေလေသည်တင်ကန်းကိုကောင်းချုံထားပြီးမျက်နှာညှို့လန့်သည်ဖြင့်ဒုံညိုဆိုင်ဝန်းနေနေမိသည်ငါသားရဲ့မျက်နှာလည်းမကောင်းဘူးအမေဘက်တိတ်တိတ်လှဲ့စမ်းမှာဟုဆိုတော့ဟိုဘက်ပိုးလှဲ့သွားသည်လှဲ့ပါဟဲ့ဒီဘက်ဟုဆွဆွလဲတော့မျက်နှာတစ်ချမ်းလုံးသွေးများရွှဲ့နေပြီးတင်ကန်းတွေပါသွေးတွေဆိုးနေလေသည်ငါသားငါသားဟုချိန်မကိုင်းမိလက်မကိုင်းမိအောင်းနေစဲမှာပင်တဖြည်းဖြည်း ဝေးသို့ရောက်သွားတော့သည် မနဲ့နိုးလာတော့တအားအတွက်ရည်ရွယ်ပြီးစွန့်ပန်းရေချမ်းကတ်သည် အိမ်မက်မကောင်းတီမှုစံတဆုံငှက်စာကျွေးပြီးရရချီသည်ဖုချစ်ကိုတားစီဖုံးချခံရသည် ဖုံးကမဝင်ဒေါညုံဆိုင်စိတ်မူလာသည်ဖြင့်ရွာဦးကျောင်းသွားလျှောက်ပြန်သည်ဆရာတော်ဖုံးခေါ်တော့လေဖုံးကမဝင်စိတ်မပူပါနဲ့ညုံဆိုင်ရဲ့အိမ်မက်ဆိုတာကတော့ကရက်မတ်တက်တာပဲမြစ်တာသာပို့ဒေါညုံဆိုင်မြောင်မီခဲကင်မိတယ်လို့ပင်ဘလို့ခေါ်ခေါ်ဖုံးနေကမဝင်ငချစ်ကတော့နှစ်သိပ်သည်ငလျင်းကြောင့်လိုင်းတွေပြတ်လို့ထင်ရဲ့အကြီးရဲ့အဲ့လောက်မပူပါနဲ့ကြုံမနဲ့ဖျံမြို့ မြို့ပေါ်တက်ပါအောင်မင်းဟုတ်တော့ဟုတ်ဒီဒေါညိုစိမ့်တို့ရွာကဖုန်းလိုင်းရောအင်တာနက်လိုင်းမှာမိတစ်ချက်မိတစ်ချက်မြို့ပေါ်သွားမှသေစားပေါက်လိုင်းမိသည်တနေ့လုံးတညလုံးမြစ်တာပုတ်လိုက်တံပုတ်တွေရွေလိုက်ငိုလိုက်နဲ့အချိန်ကုန်သွားသည်မနှက်စောငချစ်မြို့ပေါ်သွားပြီးနေ့လယ်လောက်ကြပြန်လာသည်ငါချစ်ဘာတရင်ကြခဲ့သတော့ဖုန်းဆက်လို့ရရလာဟဲအကြီးနေပြန်ကြုတ်ရဲ့ ဗတ်တမောင်ရဲ့ဖုန်ကြီးရဲ့မန္တလေးလိုက်သွားပေးမင်းသိလားဖုန်းရပါတယ်အကြီးရဲ့ငလီရင်ကြောင့်ကားတွေမထွက်ဘူးတောခေါ်ပေးမင်းအေးပါဟဲ့အဲ့လိုဆိုကောင်းတာပါမဟုတ်ရင်ငါသားလေးတလန်းလေးတရန်လဲတရန်လာနေရမှာဒုံညိုစိမ့်တပြုံပြုံပြောရင်အိမ်ထဲဝင်သွားသည်သူ့အိမ်သာကြွလာတခိုင်လဲရပြရအောင်ခေါင်းအစ်စ်ကိုအဆွတ်ဆွတ်သည်တင်းများချောကို လက်ရမှာဖြီးပြီးဖုံးတော့သည်ထန်းလက်တဲတဲကအကွက်ပြစ်ပေါ်ဖြန့်ခင်းပြီးအလေးပြေအောင်ရင်းနေနေဖြန်းသည်ငချစ်ကသူ့အကြီးကိုကြည့်ရင်ဘယ်နဲ့လောက်ရပါဟုတွေးနေမိသည် မြို့ပေါ်ရောက်တခိုင်တစ်တော်နဲ့ Facebook ပေါ်မှာနေပြီးမန္တလေးမြို့ရောဦးစင်းနေသည့်အကြောင်းမှာဖွဖွကြီးပြောကြသည်ကိုတွေ့ခဲ့ရသည်စာမိုးဝဲဖြစ်သည့်ဦးစင်းတွင်တိုက်ပြိုပြီးသည်ဟုလည်းတွေ့ခဲ့သည် ။ဦးစင်းဖုံကလည်းစက်ပိတ်ထားပါတယ်ဟူကြီးအောနေသည်။တခြားဦးစင်းငယ်ချင်းဖုန်းနံပါတ်များလည်းမသိ။မြို့ကအပြန်အိမ်မလာပဲရက်မိရက်ဖဖြစ်သည့်ဘတ်တမောင်ကိုတွားပြောပြသည်။ဘတ်တမောင်ကဖုန်းကြီးလျှောက်တော့ဖုန်းကြီးကနှက်ပြန်လိုက်သွားမည်ဟုဆုံးဖြတ်သည်။ငချက်မျက်လုံးနဲ့ဦးစင်းကိုမြင်နေမိသည်။ဦးစင်းကဖြူဖြူရှေရှေပိန်တော်လဲမနှဲ့တောင်းတောင်းတင်းတင်းရှိသည်။ဘာကြီးကောင်းမျက်နှာကြားနဲ့အကြီးမျက်နှာပေါက်လို့ချောသည်ဟုပြောလို့ရသည်။အကြီးလိုမျက်လုံးဝိုင်းဝိုင်းနှာရန်ရှေရှေပြီးတော့ဦးစင်းကအမ မြင်ပြုံးနေတတ်သည်စားလဲဒေါ်လာသည်ဘာပွဲတွေရဲ့မပြောတတ်တော့လဲပူဇော်ဝဲလုပ်ပေးရတာသုံးချိန်ရှိပြီးအသားဖြူလူပုံချောကုန်မှအကြီးတို့ကလည်းလဲနဲ့ရာနဲ့နွားနဲ့မို့ရေချစ်တာအောင်မြောင်းပေါ်ကြသည်အပြိုချောလဲမရှားဦးစင်းကတော့လူဟုသည်အမြင်ထက်ပိုးပုံမရစိတ်ဝင်စားဟန်လဲမပြတ် တိတိတာတာသူနာကလည်းရင်တိတိတာတာဆောင်းလိုက်သည်သာယခုတော့အဖယ်လိုဖြစ်လေမီမသိဘေးကင်းစီရန်သာဆူတောင်းရတော့သည်နောက်တစ်နေ့ဆော့ဆော့ထွက်ကြသည်မန္တလေးနှင့်သူတို့ရွာလိုင်းကားနှင့်နေချင်းပြန်လို့မရခုတော့ဖုန်ကြီးကားနဲ့မို့အစောထထွက်လည်းရင်ပြန်လို့ရမည် ပြန်မှလည်းဖြစ်ပေမည်မဟုတ်ရင်အရင်ညိုစိန်ယူလိမ့်မည်ထင်သည် ူတို့ရောက်သွားချိန်တွင်တော့မန္တလေးဒီမြို့ပြကြီးလိုဖြစ်နေတော့သည်အပြိုပြက်များပူဆွေးငုံကြွေးနေသူများဆေးရုံကားများနာရေးရင်များရှောင်မလွတ်တော့ပေဥစဉ်နေသည့်အကြောင်းကိုသူတို့ရောက်တော့မြို့ပြက်နေသောကျောင်းဆောင်များကြားတွင်ယာယီမိုးကတဲများနှင့်ဖြစ်သလိုတရင်သုံးနေကြသောဆရာတော်များယဟန်းငယ်များကိုတွေ့ရသည် သူတို့ကားဝင်လာတော့အားလုံးကလှည့်ကြည့်ကြသည်ဆရာတော်ကတတ်တော်90မထေကြီးစည်ရင်းဝင်နေပြီဖြစ်ရာကားပေါ်ကဆင်းတော့ဆရာတော်ဥစဉ်ကိုအခက်သည်ဥဥဒရာကမျက်နှာပြတ်စွာ လာစီးကြိုလေသည်ဥဥဒရာတိခဏညာရော ဆရာတော်အမေကိုမဖြေသေးပဲဆရာတော်များစုနေထိုင်ရာဇပွဲစီတို့ပြင်လာသည် သူကတော့ဥုပ်တရားမျက်နှာမြင်သည်နှင့်အခြေအနေမကောင်းမှန်းသိပြီးဆရာတော်ကြီးဥွေပလာပါလားဖေဟာဥုပ်တရားရဲ့ဆရာပါဥုပ်တရားကအတိပေးလျှောက်ထားလိုက်တော့ဆရာတော်များလှုပ်လှုပ်ရှားရှားဖြစ်သွားသည်တိခဏညာနာရောတိခဏညာနာ ဆရာတော်ကသူတို့မျက်နှာများကိုကြည်ရင်အစောတလျင်မေးသည်တပားကလက်အုပ်ချီရင်တပည့်တော်များကြောင့်၌ကတိုက်ထဲမှပြည့်တဲ့ပြိုးတဲ့သူမရှိပါဘူးဖျာစာပြေဌာနမှာပြိုးကြတယ်ခိုက်မိကြတယ်ဆိုမမစာပြေဌာနမှာတော့အထီးခိုက်ရှိပါတယ်ဖျာဒဏ်ရာရတဲ့သူတွေမင်းမျိုးပို့ထားပါတယ်ဖျာအမင်းမျိုးစေးုံပို့ထားတယ်ဖျာအင်းတိတ်ခအဲ့ဒီပါသွားသလားတိတ်ခညာနာတော့ ဆရာတော်ကလေးတန်းတုံဆိုင်သွားသည်ဆက်ထွက်လာမည်စကားကိုငချစ်တိတိကြီးနှင့်နမ်းမထောင်ရဲတော့"အိုဗျာကိုကြီးငချစ်ဟူနှုတ်ဆက်သည့်ဥစဉ်အတန်ကိုကြားနေလေသည် တိတ်ခဏညာကတော့အဆောက်အဦပြိုကြတဲ့အထက်တိတ်ခဏညာကတော့အဆောက်အဦပြိုကြတဲ့အထက်မှန်ပါလို့အနေအဆရောက်သွားပါပြီဖျာအိုးဖျက်ဖျား ။ဗားတင်မောင်ကတော့အမလေးအမလေးတကမျက်ရည်များကျလာလေသည်။သူတို့ရွာဤအဖူးညွန့်လေးသာသနာမျိုးဆက်လေးရှာရှာပါပါလေးတေရှာပြီကောငချစ်ကတော့ဆောင်းကြောင်ထိုင်းနေရမှာဖင်ထန်ရဲ့ကျသွားသည်မျက်ရည်များလည်းတလဟောငါညီလေးအမီပေါတယောက်ထွန်းလေးဖုန်ကြီးဖြစ်ချွန်လွန်းသူလေးမရှိတော့ပြီလေလားသူ့အမေအကြီးညိုဆိုင်ကိုဘယ်လိုပြောရပါ အလားကတော့ခုနှစ်မိနစ်ပဲ follow ရပါတယ်ဖျာစေယုံကြီးရေခဲတိုင်းမှာတောင်းယူရပါမယ်တိတ်ရုံးမပြတ်လို့ရွာပြန်တင်ခြင်းလည်းနိုင်ကစီစဉ်ပေးပါတယ်ဖျာဒီကတပားထည့်လိုက်ပါမယ်ခွန်မရှိတဲ့အကြောင်းကတာဝန်ခံကိုယ်တော်နဲ့ချိတ်ဆက်ပေးပါတယ်မင်းဖျာ ဆရာတော်ကြီးမှအတော်နဲ့စကားပြန်မပေးနိုင်ပဲငူငူကြီးထိုင်းနေလေသည်ငချင်းနဲ့ဗတ်တမောင်ကတော့မျက်ရည်တွေတွေ့တွေ့ကြပြီးအတန်မထွက်အောင်ရှိုက်မိကြသည်ဘယ်နဲ့လုံးကြပါဆာမွေးဝဲပြီးသူပြန်လာလျင်ဖွင့်မိရင်ကျေးလိမ်မှာတင်းနှံ့အတွက်လည်းအကုန်စီစဉ်ပြီးပြီးအကြီးပေါ့တို့အလူမှလည်းသူ့ကိုတိတ်ခတ်ထက်ပြီးတရားဟောခိုင်းဖို့လူတရက်လောက် ဖိနှိုင်းကြီးနဲ့ထုတ်ပြီးပြီးဖနစ်လုံးကြပါဆရာတော်ကြီးကစပွဲခုံမော်လက်ထောက်ကအာယူထသည်ဒီနှစ်ပြန်လာရင်စာချုပ်စာတမ်းနဲ့သူ့ကိုအကြောင်းရတော်မလို့အတက်ကလေးမှ26နဲ့6ဟာပဲရှိသေးတာကွာလင်္ကာကက3ဘွယ်ငါကတီတီပီကတက်တီမှန်းတာကွာမောင်တိတ်ခလေး तू ကငါအတင်းချုံမဲ့မှတ်တာငါကသူ့အတင်းချုံရမယ်လို့လုံးလုံးမမတွေးမိဘူး ဆရာတော်စကားကြတော့ဆုထိုင်နေသည့်ဆရာတော်များပါမျက်ရည်နှင်းမြန်းကုန်ကြသည်ကဲကဲငချစ်ဒီဟာထဲ့ပေးမယ်တပါပိငဲ့ဘလုံးနေနေရွာပြန်တယ်မင်းတယ်မင်းကြီးနေဖို့ဖို့တော့ဒီမင်းကြီးနေဖို့ဖို့တော့ငါတပည့်မထားခဲ့နိုင်ဘူးအငုံမျက်လုံးများဖြင့်ဆရာတော်ကို တွဲထွက်ခဲ့ကြသည်မလာသည် သည့်ဦးစင်းကချိတ်ဆက်လုကင်ပေးသည်ဖြင့်ရေခဲတိုက်ရောက်ပြီးနိုင်ဝက်လောက်နေတော့အလောင်းကိုတွေ့ရသည်ညဘက်ကောင်းတချမ်းကျင်းနေသည်ဘေဘက်ခြေထောက်မှာစစ်စစ်ညံ့ညံ့ကျင်းနေပြီးရင်ဘက်တွင်လည်းကန့်လန့်ပြက်အညိုအမဲအစင်းကြီးနှာခေါင်းနှင့်ပါးစပ်မှန်သွေးစီချောင်းများရှိသည်သူ့မူခံရဲ့ပြုံးလေးကမူနှာခမ်းထက်တွင်ရှိနေဆဲသူရဘဲအလောင်းကိုမြင်တော့ဆရာတော်ကြီးမျက်ရည်ကျတော့သည်ထက်ရောက်လာသည့်တန်ခါအလောင်းများမှလည်းမြင်မကောင်း ။ဗတ်တင်မောင်နှင်ဆရာတော်တို့ရွာကကနဲ့ပြန်လွတ်ခါသူကအလောင်းတဲ့ပေမိကနဲ့ပြန်လိုက်လာခဲ့သည်ဆရာတော်အမိန်နဲ့ရွာတွင်ကြံခဲ့သည့်တောထွက်ဦးစင်ကြီးနဲ့ကိုရင်ကြီးကိုရွာအတင်ကအအေးကောင်းပြင်ထားရင်တိုးတိုးတိတ်တိတ်ခိုင်းရသည်ဗတ်တင်မောင်သူကိုကျော်ဆနဲ့ကိုကျော်မြားကိုတွားကူခိုင်းပြီးသတင်းမတွက်စေရန်ပေးရသည်ဆရာတော်က ညိုစိတ်မသိစေနဲ့ဘယ်သူမှလည်းမသိစေနဲ့အလားမြင်ပြီးမှအကြည့်ခံမင်းဟုမိန်သည်သူတို့ရွာအကြောင်းကရွာထိတ်ဝဲ အတိအကျဖြစ်ပြီးရွာမှာအလန်းဝေး၍တော်သေးသည့်တရင်ကိုနည်းနည်းထိန်းလို့ရပေမည်။သူကတော့အလောင်းကိုချိကောင်ပြင်ဆင်ပေးပြီးအပုံနဲ့အောင်လှုပ်ပေးရသည်ကိုဆောင်းကအလောင်းတင်ဒီကားနဲ့ပြန်လာခဲ့သည်။မျိုးစားပြူလာသည့်လက်သေးလေးတွေအနာထင်ရအနာတရနဲ့လက်ဖြူဖြူရှိရှိလေးတွေကိုကြည့်မိသည်။ဆုံးမပေါ်ငါညီရဲ့ဆုံးမပေါ်တလေးတွေနဲ့ထရွက်သည်ထိုး သူ့ကိုဒီလက်ကလေးတွေကအကြီးတရာညမျိုးမတိအောင်ညမျိုးမုံဖိုးပေးတတ်ခဲ့သည်သူနဲ့လိုက်ဖက်လာသည့်တင်ကွန်းဟွာညိုညိုအောက်ကလက်ကလေးတွေလှုပ်မရလှုပ်မလာတော့ပြီငါညီလေးဦးစင်းရဲ့အကြီးကိုကိုကြီးငှက်ချက်ဘယ်လိုပြောရမလို့ငါညီရဲ့ကောင်းမ ုတိုင်းကရိုက်ချသွားဟန်တူပါရဲ့ခြေတော့ကတော့ကွန်ကရစ်ပြားနဲ့ပြီးတာရင်ဘတ်ပေါ်ကဆာဖြေခုံနဲ့တိုင်အကျိုးနဲ့ပြီးနေတာကိုချစ်ရဲ့အဖော်လိုက်လာသည့်သူ့ငယ်ချင်းဦးစင်းကအလောင်းကိုကြည်ရင်ပြောသည်တိတ်သဘောကောင်းတာဗျဘယ်တော့မှစိတ်ဆိုးစိတ်ပြက်ဆိုတာမရှိဘူးအမြဲပြောမိအမြဲအကောင်းမြင်တာသူဖြေကနေ့တုန်းကတောင်အေးဘူးမင်းကိုသေးခဲ့ပေးမယ်ပြောပြီးသင်္ကန်းလေးခေါင်းချုံထွက်သွားတာအဲ့ဒါနောက်ဆုံးမြင်ရတာပဲဦးစင်းကမှနောက်ဆုံးမြင်လိုက်ရအတန်လေးကြားလိုက်ရသေးတယ်ဦးစင်းရဲ့တပည့်တော်အကြီးကဒီ လိုမြင်ယူနိုင်ဝင်တလန်လုံးစကားအထူးမဆိုပြကြရွာရောက်တော့မှောင်ပြီးចောင်းဝင်းတဲ့ဝယ်လူ၄၅ယောက်တိတ်တိတ်ဆိတ်ဆိတ်ပြင်ဆင်လုပ်ကင်နေကြသည်အရေးကောင်းကိုစဉ်စဉ်ဖွင့်ထားသည့်အတွက်အလောင်းကိုအရင်ရွှေ့ကြသည်အနှံ့နဲ့ထွက်ဆပြူနေပြီးကဲငချစ်ညိုဆိုင်ကိုသွားပြောခြေတော့ ကြောင်းလို့လားလို့ကျော်စားတို့ကျော်များတို့အနောက်ဆကအိမ်တွေတိတ်တိတ်ပြောထားခြေကြညှို့စိတ်အရင်မတိကြသေးနဲ့ဆရာတော်အမေအတိုင်းကိုကျော်စားတို့ဆံငယ်တစည်းကိုယူကအကြီးစီလာခဲ့သည်ရွာလယ်လမ်းပင်မိလင်းနေပြီးသူ့ဆံငယ်တန်းကိုအကြီးချဟန်သူသည်အိမ်ရှိထွက်ဆောင်နေသည်ငချစ်အမြန်မောင်းလိုက်တာဟဲ့ငါဆောင်နေတာကြာပေါ့ဦးစင်းရောဘယ်မတော့ဦးစင်းကငချစ်အတန်တင်းဝင်သွားသည်ဟဲ့ဘာတော့ ်ချောင်းဆိုးပြီးအတန်ထင်းခံဦးစင်းကကြောင်းမယ်ကြောင်းလိုက်ခဲ့တယ်ဆရာတော်ကခေါ်ခိုင်းလိုက်တာအမေငါချစ်ရဲ့ဆရာတော်ကငါသားအကြောင်းအမှန်ပြောနေတာဟဲ့အခုခီးရောက်မဆိုင်အဲ့ဒါပြောမလို့နေမှာကြောင်းတွင်မွဲတော့ရှိတဲ့ရာကုံမစင်မေတ္တာဆွေငါပြီးစိုက်နေဝိုင်းနေလှုပ်လိုက်ဆမ်းမယ်အင်းရှိထီထွက်မလာနိုင်သည့်မီးလင်းကြောင့်မောင်ရီဖြစ်နေရာငါချစ်ကြသည့်မျက်ရည်တို့ကိုအကြီးမမြင်ငါတပည့်လေးယူလိုက်အောင်မယ်ရပြီရပြီငါချစ် အင်းအကြီးနောက်ကသေးကြခိုင်းအေးပါဟဲ့ကျောင်းသွားသည့်လမ်းတစ်လျှောက်သူသားကျောင်းတွင်ပွဲအတွက်ရေးပတ်မဝင်ပြောနေသည့်အကြီးအတန်ကိုနားထောင်ကငချစ်မှမျက်ရည်တစ်ပြိုင်ပြိုင်အမဲမိရီလွင်းလွော့ဘာရော့ဟဲ့အာကနုပါသေးသလားငချစ်ငါသားနဲ့အမေကိုများထပ်မဆောင်ဘူးဒီအမေကစိတ်ပူလို့ယူနေမင်းကိုအေးကောင်းကိုတန်း တိုက်ကြောင်းလေးပေါ်ပြင်းပြီးပုံမှန်မိသာထွန်းထားသည့်အတွက်အကြီးမမြင်ကြောင်းရှိထက်လက်တဲတဲတွင်အကြီးဆရာတော်နှင့်အတူထိုင်းနေသည့်သူသားတငယ်ချင်းဦးစင်းလေးကိုသူသားထင်ပြီးပြောကားဆိုကားနှင့်တဲတဲဝင်သွားသည်ငါသားဦးစင်းကလှည့်ကြည့်သည် အလို့တော်ငါသားမဟုတ်တကမကြီးကလွဲလို့ပါဦးစင်းရဲ့တပည့်တော်မင်းမျက်စိများကလည်းမကောင်းတော့ဘူးဖုံဖုံရဲ့ဖုံဖုံတပည့်ရော ဆရာတော်ကအတန်ထင်းရင်အေးညှိတာတိုက်ပေါ်မယ်။အော်တပည့်တော်ဝှချစီအောင်မင်းဖျားတပည့်တော်မန်ပူလိုက်ရတာဖုံဖုံသောခွန်ပေးမှာစိတ်အေးရတော့တယ်။မျိုးစိမ့်ဖျားဆရာတော်တန်ကအပြုံနေလေပြီရွာထဲကလူများလဲဟိုမဒီမရောက်လာကြပြီညီသားလေးလေတမညီသားလေးငလျင်နဲ့ပါသွားတယ်ညိုစိမ့်ရဲ့ညီသားမရှိတော့ဘူးဟဲ့ဖះ အရိထမထွက်လာသည့်ဖျားဟူသည့်အတံမှာရင်ကောင်းတန်ကြီးနှင့်ဖြစ်သည်ထိုအတံနှင့်တပြိုင်နက်ပင်နောက်ကိုခြာကနေလှဲ့ကတိုက်စီသူပြေးလေသည်ဒူးမကောင်းသဖြင့်တနေ့နဲ့သွားနေရသူမှဘယ်ကခွန်အားရလေသည်မသိတိုက်လေကားသုံးထက်ကိုလည်းခုံတက်သွားသလားမှတ်ရသည် တိုက်ထဲတွင်မိများလင်းထိန်နေအောင်ဖွင့်ထားပြီးဖြစ်သည် ရောက်နှက်နေသည့်မိမသူများကအရီးကိုစီးဖန်ထားကြသည် သူရောအဖော်ဦးစင်းရောအရီးနောက်အပြေးလိုက်ကြတော့လဲမမီ ီးအေးကောင်းဘေးတွင်ကြောင်ကြောင်ညရက်ခါအလောင်းကိုစိုက်ကြည့်နေသည့်အကြီးကိုမိမများကဖတ်ထားကြသည် အတူပါလာသည့်ဦးစင်းလေးကတောင်းတောင်းကြီးဖြစ်နေသည့်အကြီးကိုဖတ်ပြီးမေတော်ကြီးငိုချလိုက်ငိုချလိုက်ခုပြောတော်လဲမငိုပဲသူသားအလောင်းကိုတလဲဖတ်ထားသည့်ဦးစင်းလေးကိုတလဲကြည့်ကခွင်လဲကြသွားတော့သည်အမေလန်လေး ။တာသင်္ကန်းကိုတက်တက်ရဲရဲခြုံထားပြီးသူ့ကိုလက်ကမ်းခေါ်သည်။တာဗျာအမေအမေတို့အတူတူသွားရမှာလား။အင်းပေါ်အမေကျုံနဲ့အတူတူသွားမှာ။ကန်းနေသည့်တလက်ကိုအာဂိုတကြီးဆုပ်ကန်လိုက်သည် ဖေရောမအပြုံးမပြတ်သည့်သားကသင်္ကန်းအယုံမပြတ်လဲလဲအိတ်လေးကိုလဲကသူ့လက်ကိုဆွဲရင်ပြုံးပြလေသည်ဤကောင်းမှုဤဤကောင်းမှုဤအဖို့ အာကအဖို့အာကရသည်မြကိုရသည်မြကိုလွန်ခဲ့သောလွန်ခဲ့သောလေးရခန်းကလေးရခန်းကဘဝနဲ့ကြောင်းဘဝနဲ့ကြောင်းရွှေပြောင်းဆန်သောရွှေပြောင်းဆန်သောဥဒိခညာနာနှင့်ဥဒိခညာနာနှင့်ယမန်နေ့ကယမန်နေ့ကဘောတပါဘောတပါပြောင်းသွားွယ်လွန်သောပြောင်းသွားွယ်လွန်သောမေတော်ကြီး မေတော်ကြီးဒေါညိုစိတ်တို့ဒေါညိုစိတ်တို့ငါညီရဲ့အီးရဲ့တရုခေါ်ကြပါနော်ဝကြီးကြီးဆိုရင်လည်းကြေပါစီတော့ငါညီရဲ့တကယ်တော့လေဒီငလင်ကအကြီးရှင်တင်မဟုတ်ကျွတ်တို့တရားလုံးရင်ကိုခွဲလိုက်တာပါပဲတွားနဲ့မှာတော့အကြီးရဲ့တွားနဲ့မှာတော့အိုးငါညီလေးရဲ့တွားနဲ့ကြတော့